နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။နိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့ ရှင်မသက်ခရိုင်ခန်းကြီး28အငယ်16မှ20တကြိတ်တပါသောတပည့်တော်တို့သည်ဂါလိလဲပြည်သို့သွား၍ယေရှုမှားထားတော်မူသောတောင်ပေါ်သို့တက်ကြလျင်ကိုရိုကိုတွေ့မြင်၍ပြက်ဝုတ်ခိုးခွဲကြ၏အချို့တို့သည်ယုံမာခြင်းရှိကြ၏ယေရှုသည်အနီးအပါသို့ချင်းတော်မူပြီးလျင်ကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကူရှိသမျှတို့ကိုငါခံရပြီ။ တင်းတို့တွား၍လူမျိုးတကာတို့ကိုငှတ်တပြိဖြစ်စီလျက်ခမီးတော်သားတော်တန့်ရှင်တော်ဝိညာဉ်တော်ဤနာမ၌ဗတ္တိဇံကိုပေးကြလောငါသည်တင်းတို့အားပေးသမျှသောပြည့်ညတ်တော်တို့ကိုစောင့်ရှောက်စီခြင်းကသုံးမဩဝါဒပေးကြလောငါသည်လည်းကက်ကဘာဂုံဒီတန်အောင်တင်းတို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန်တော်မူ၏ သင်တို့သွား၍လူမျိုးတကာတို့ကိုငါတပြည့်ဖြစ်စေလျက်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဤနာမ၌ဗတ္တိဇံကိုပေးကြလော့ရှမသက်ခရဝင်အခန်းကြီး28အခန်းငယ်39ကြီးမြတ်သောစေခိုင်းမှုဒုတိယရာစုနှစ်တွင်ရှိမယုံကြည်သူ Diagnostus သည်ခရစ်တော်၏နောက်လိုက်များနေ့စဉ်နှင့်အမျှတိုးများလာကြောင်းတတိပြုမိခဲ့သည် ထိုအချိန်တွင်ယုံကြည်သူများသည်ယောမာတို့၏လက်အောက်တွင် ပုံမှန်ညှင်းပန်းနှိပ်စက်ခြင်းကိုခံနေကြရသည် သူသည်သခင်ယေရှုကိုယုံကြည်သူတယောက်အားအဘယ်ကြောင့်ထိုအရာသည် မှန်နေသနည်းဟုမေးခဲ့သည် Diagnostus တန်သူပေးစာဟုကျွန်ုပ်တို့သိကြရသည့်စာတမ်းတစ်ခုတွင် ထိုဖျားเจ้าမှသိဥ်ဆရာက သူတို့သည် ပိုများများအပြစ်ဒဏ်ခံရလေလေသူတို့အရေးအတွက်ပိုများလေလေ ဖြစ်လာသည်ကို သင်မမြင်နိုင်ဘူးလားဤရာသည်လူသားများလုံနိုင်သောအလုံးမဟုတ်ဤသည်မှာဖျားသခင်၏တကူတော်ပင်ဖြစ်သည်ဟုပြန်ဖြေခဲ့သည်ကောင်းကင်ဘုံသို့မတက်ကြွမီတွင်သခင်ယေရှုသည်တပြည့်တော်များအားနောက်ဆုံးစကားများမိန့်ကြားတော်မူစဉ်သူတို့သည်လာမည့်ယာစုနှစ်များအတွင်အသင်းတော်၏တိုးတက်မှုကိုတွေ့ကြုံခံစားရမည်ဟုစိုးစဲမြပင်မတွေးမထင်နိုင်ကြပေ သင်တို့သွား၍လူမျိုးတကာတို့ကိုငါတပြည့်ဖြစ်စေလျက်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဤနာမ၌ဗတ္တိဇံကိုပေးကြလောဟုသခင်မိန့်မွဲ့ခဲ့သည်ယင်းကိုကြီးမြတ်သောစေခိုင်းမှုဟုလူသည့်များတော်လဲဤစကားစုသည်ခရစ်တော်ဤနောက်ဆုံးမိမာချက်ဖြစ်ပြီးတပြည့်တော်များကိုညှို့ဆိုခဲ့ခြင်းဖြစ်လျင် ဝန်တော့ဝန်ဘိုးပမာ သူတို့ခံစားရနိုင်သည်လက်တွေ့တွင်ဤအရာသည် သူနောက်လိုက်သူအားလုံးကိုသခင်စေစားမိန့်တော်မူခြင်းဖြစ်သည်ကျွန်ုပ်တို့၏နေစဉ်ဘဝအသက်ရှင်မှုတွင်တပြည့်တော်ဖြစ်စေခြင်းကိုလှုပ်ဆောင်ရန်ဖြစ်သည်မြေကြီးစွန်းသို့ကျွန်ုပ်တို့သွားရန်မလိုပါတည်င်းစကားကိုကျွန်ုပ်တို့သွားလေရာရာသို့ဆောင်ယူပါက နေရာတိုင်းသို့တည်င်းပြန့်ပွားလိမ့်မည်ဖြစ်သည်အခိုက်အတန့်ကြုံရသည့်အခက်အခဲများကြောင့်စိတ်ဓာတ်မကြပါနှင့်သခင်ယေရှုက ငါသည်လည်းကကဘာကုံသည်တိုင်အောင်သင်တို့နှင့်အတူအစင်မပြတ်ရှိသည်ဟုမိန်တော်မူသည်ကျွန်ုပ်တို့သွားလျာရာသို့ ကိုတော်ကို ကျွန်ုပ်တို့နှင့်အတူယူဆောင်သွားပါသည်တင်ဘွားတွင်ဧဝံဂေလိတရားကိုကြားနာရန် လိုအပ်သူများသည်မြည်သူများနီယနေ့ထိုသူတို့အားတည်င်းကောင်းကို သင်မြည်တို့ဝေမျှနိုင်သည်နီအဖဖျားသခင်ကျွန်ုပ်ဤကဲတင်ခြင်းဆိုင်ရာတည်င်းကောင်းကို မျှဝေရန် အခွင့်အရေးပေးတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည် အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။